အားလုံးမင်္ဂလာပါဇေဘကဟင်နော်လီရှယ်ရင်းချန်နယ်ကနေကြိုဆိုပါတယ်ဒီနေ့တချင်တဲ့အတူ Grade 10 Biology Chapter 4.11 Plants Nutrition အကြောင်းကိုလေ့လာကြမယ်အစိမ်းရောင်အပင်တွေကသူတို့ရဲ့ကိုယ်ပိုင်အစာအစာတွေကို Bind the process of the photosynthesis process နဲ့ synthesize လုပ်နိုင်တာဖြစ်တယ်အော် photosynthesis process မှာ carbon dioxide water ကိုအသုံးပြုပြီးရဲ့အခါမှာ prophase က solar energy ကိုသုံးပြီးတော့ own food ဖြစ်တဲ့ glucose တွေကို synthesize လုပ်တာဖြစ်တယ်။ Photosynthesis process က plant စီရဲ့ green leaf စီမှာဖြစ်တာဖြစ်တယ်။ထွက်လာတဲ့ own food ကတော့ simple sugar ဖြစ်တဲ့ glucose အနေနဲ့ထွက်လာဖြစ်တယ်။ glucose ကို starch polysaccharide ဖြစ်ကို change လုပ်ပြီးရတဲ့အခါမှာဒီ plant စီရဲ့ leaf စီရဲ့မှာ temporarily ခေတ္တခဏ store လုပ်ထားပါတယ်။ green plant စီမှာရှိတဲ့ grow phase က sunlight energy ကို chemical energy in the glucose အဖြစ်ကိုပြောင်းလဲပေးနိုင်တာဖြစ်တယ်။ photosynthesis process မှာလေထဲမှာရှိတဲ့ကာဗွန်အောက်ဆိုက်၊ညီကြီးထဲမှာရှိတဲ့ရေတွေကိုစုပ်ယူပြီးတဲ့အခါမှာဒီ leaf စေမှာ chlorophyll ရဲ့အကူအညီနဲ့ solar energy ကိုသုံးပြီးတော့ glucose ကို synthesize ဖြစ်တာဖြစ်တယ်။ by product အနေနဲ့ oxygen ထွက်လာပါတယ်။ကာဗွန်အောက်ဆိုက်နဲ့ water ကိုသုံးပြီးတော့မှ solar energy ကို chlorophyll က chemical energy in the glucose အဖြစ်ကိုပြောင်းလဲပေးတာဖြစ်တယ်။ oxygen က byproduct အနေနဲ့ထွက်လာပါတယ်။ photosynthesis မှာထွက်တဲ့ glucose ကတော့ d-glucose ဖြစ်တယ်။ d-glucose ကိုသုံးပြီးတော့မှ starch တွေကို synthesize လုပ်တယ်။ starch မှာဆိုလို့ရှိရင် amylose နဲ့ amylopectin ဆိုတော့နှစ်မျိုးရှိ amylose ကတော့ glucose တွေကို end branch branch မရှိဘဲနဲ့ဆက်ထားဖြစ်တယ်။ amylopectin မှာတော့ glucose တွေကို alpha 14 glycosidic bond နဲ့ဆက်တဲ့နေရာရှိတယ်လို့ branch point တွေမှာတော့ alpha 16 glycosidic bond နဲ့ဆက်ထားပါတယ်။ photosynthesis ရော metabolic reaction တစ်ခုဖြစ်တယ်။အဲ့မှာ light energy ကိုသုံးပြီးတော့မှ glucose တွေ synthesized glucose တွေကို bind the process of cellular respiration နဲ့ energy ကိုထုတ်ပေးပါတယ်။ photosynthesis က plant cells ရဲ့ chloroplast တွေမှာဖြစ်တယ်။ အော် clo plus ဆိုတာ plant cell ထဲမှာရှိတဲ့ organelles ဖြစ်တဲ့အဲ့ထဲမှာ chlorophyll တွေပါဝင်တယ်။အော် chlorophyll တွေက light energy ကို chemical energy in the glucose အဖြစ်ကိုပြောင်းလဲပေးပါတယ်တဲ့။ photosynthesis process မှာ carbon dioxide နဲ့ water ကိုသုံးပြီးတော့မှ glucose ကို synthesize လုပ်တယ်။ glucose မှာရှိတဲ့ carbon hydrogen oxygen ညာထဲမှာရှိတဲ့ chemical bond စီအတွက်လိုအပ်တဲ့ energy ကို ကရိုဖေးကဆိုလာအနာဂျီကိုသူတို့ရဲ့ကမီကယ်အနာဂျီဖြစ်ကိုပြောင်းလဲပေးတာဖြစ်တယ်။ဖိုတိုဆင်သစ်စ်မှာ step အဓိက၄ခုရှိပါတယ်။ကရိုဖေးက sunlight energy ကို absorb လုပ်တယ်ပြီး light energy ကို chemical energy in the glucose အဖြစ်ကို convert လုပ်ပြီး water ကို splitting into the hydrogen and oxygen ဖြစ်ကို light energy ကိုသုံးပြီးတော့မှ split လုပ်ပြီးဒီ process ကို photolysis လို့ခေါ်ပါတယ် တမနာအောက်ဆိုင်ကိုဟိုက်ဒရိုဂျင်ကိုသုံးပြီးတော့မှ reduce လုပ်လိုက်တဲ့အခါမှာ glucose ထွက်လာပါတယ်။ light energy ကိုသုံးပြီးတော့မှဖြစ်တဲ့ process က water ကို photolysis လုပ်တဲ့ process ပါ။ဒီ water နေပြီးတော့မှ photolysis လုပ်တဲ့အခါမှာဒီ proton ကိုအသုံးပြုပြီးတော့မှ reducing power ဖြစ်တဲ့ NADPH ကိုထုတ်ပေးပါတယ်။ prophase က light energy ကို absorb လုပ်ပြီးတဲ့အခါမှာ activated electron တွေကိုထုတ်ပေးပြီးတော့ ATP synthesis process ကိုဖြစ်စေပါတယ်။ photosynthesis process မှာ light dependent reaction နဲ့ light independent reaction ဆိုပြီးတော့နှစ်မျိုးရှိပါတယ် light dependent reaction ကတော့ chloroplast ထဲမှာရှိတဲ့ telomere membrane မှာရှိသော prophase ရဲ့အကူအညီနဲ့ဖြစ်ပါတယ် light dependent reaction မှာ protein က NADPH နဲ့ ATP ထွက်ပါတယ် light dependent ကထွက်လာတဲ့ NADPH နဲ့ ATP ကို light independent reaction ဖြစ်တဲ့ Kelvin cycle မှာ carbon dioxide ကို condensation လုပ်ပြီးတဲ့အခါမှာ glucose ထွက်လာပါတယ်ဒီ process က light dependent မှာပါတဲ့ light energy ကိုသုံးပြီးတဲ့အခါမှာ NADPH နဲ့ ATP ထွက်တဲ့ process ဖြစ်ပါတယ် Kelvin cycle ကတော့ light independent reaction မှာ carbon oxide ကိုသုံးနေ light dependent ကနေထွက်လာတဲ့ ATP နဲ့ NADPH ကိုသုံးပြီးတော့ glucose ကို synthesize လုပ်တဲ့ process ဖြစ်ပါတယ် ကရိုဖေးက particular wavelength တွေကို absorb လုပ်ပါတယ် mainly blue and red ဖြစ်ပါတယ်ဒီမှာ absorb လုပ်တဲ့အခါမှာ violet ဒီဘက်က red တွေကို absorb လုပ်ပါတယ် absorb မလုပ်တာကတော့ green wavelength ဖြစ်ပါတယ်အဲ့ဒီတွင်ကြောင့် refracted light မှာပါတဲ့ green color ကိုမြင်ရတဲ့အခါမှာအရွက်ကိုအစိမ်းရောင်မြင်နေမြင်ရတာဖြစ်ပါတယ်ဒါကတော့ chloroplast structure ဖြစ်ပါတယ် chloroplast မှာ membrane နှစ်ခုရှိပါတယ် inner membrane နဲ့ outer membrane အတွင်းထဲကစတိုမာရဲမှာတလက်ခွိုက်တီအများကြီးထပ်ထားတဲ့ဟာကို greenan လို့ခေါ်ပါတယ်။တလက်ခွိုက်ရဲ့ membrane မှာ chlorophyll တွေပေါင်းဝင်ပါတယ်။ chloroplasts က leaf မှာရှိတဲ့ plant cells ဖြစ်တဲ့ mesophyll cells တွေမှာပေါင်းဝင်ပါတယ်။ Chloroplasts are present in the photosynthetic cells, mesophylls of the green leaves of the plants. These cells contain more chlorophyll than other plant cells တဲ့ chlorophyll တွေအများကြီးပါဝင်ပါတယ်။ဒီ chloroplasts တွေမှာသလက်ခွိုက် membrane မှာရှိတဲ့ chlorophyll ရဲ့အကူအညီနဲ့ photosynthesis process တွေဖြစ်ပြီးတဲ့အခါမှာ glucose တွေရတယ်။ glucose တွေကို starch အဖြစ်ကိုပြောင်းပြီးတော့မှ chloroplasts တွေမှာ temporarily store လုပ်ထားတာဖြစ်ပါတယ်။ photosynthesis မှာ starch ဖြစ်ပေါ်တာကို expandment လုပ်မှာဖြစ်ပါတယ်။ expandment principle ကတော့ iodine solution က brown color ဖြစ်ပါတယ်ဒီ iodine solution နဲ့ starch တွေ chemical reaction ဖြစ်တဲ့အခါမှာ color ပြောင်းပါတယ် starch ရဲ့ concentration မှာ multi brown မှာ color အမျိုးမျိုးဖြစ်ပါတယ် starch များလို့ရှင်တော့ blue black color ဖြစ်ကိုပြောင်းသွားပါတယ် variegated leaf ကိုဗာကြောင့်သုံးလဲဆိုရင် prophase ရှိတဲ့နေရာနဲ့မရှိတဲ့နေရာကို ကွဲပြားခြားနာဖို့ဖြစ်တယ် prophase ရှိတဲ့နေရာက photosynthesis ဖြစ်တဲ့အတွက်ကြောင့်အဲ့နေရာမှာ starch ရှိတဲ့ Audi နဲ့ test လုပ်တဲ့အခါမှာ blue black color ဖြစ်ပြီးတော့မှ chrome မရှိတဲ့နေရာက photosynthesis မဖြစ်ဘဲနဲ့ starch မရှိတဲ့အတွဲကြောင့် Audi color ပဲဖြစ်တဲ့ yellow brown color ထွက်တဲ့ဟာကို compare လုပ်ထားဖို့ဖြစ်ပါတယ် Green leaves make starch as food and starch gives the blue black color with the iodine solution. Variegated leaf ma multiple color yi pawin na phit par. Combinations of the green and other colors yi combination phit par. Leaf starch test ရေ process မှာပထမအောင်ဆုံး leaf ကို boiling water ထဲမှာ few minutes ကန်အပူပေးပါတယ် leaf in the boiling ethanol spirit ထဲမှာ boiling လုပ်ပါတယ်သူ့ကိုရေထဲမှာပြန်ပြီးတော့မှ wash လုပ်ပါတယ်ဒီ leaf ကို petri dish ထဲမှာ ဖြန့်ပြောထားပါတယ်ပြီးအောင်င်း solution ထည့်လိုက်ပါတယ်အဲ့ခါမှာ stash ပါတဲ့နေရာက blue black color ဖြစ်ပြီးတော့မှ stash မရှိတဲ့နေရာက yellow brown color အောင်ဒင်းရဲ့ color အတိုင်းရှိနေမှာဖြစ်ပါတယ်။ဘာကြောင့်ဒီ process တွေကိုလုပ်ရလဲဆိုရင်ပထမဆုံးတစ်ချက်ကဒီ variegated leaf ကို water ထဲမှာ boil လုပ်ခြင်းအပြင်ဒီ plant cells တွေထဲမှာရှိတဲ့ enzyme တွေကို destroy လုပ်ပါတယ်။အဲ့ခါမှာနောက်ထပ် chemical reaction တွေဆက်ပြီးတော့မဖြစ်တော့ပါဘူး။ နှစ်ချက်နောက်ထပ်တစ်ချက်ကတော့ဒီ plan sense ဒီ audit solution ကိုပို့ပြောမှာပါမည်ပဲဖြစ်စီပါတယ် water ထဲမှာ boil လုပ်ပြီးတဲ့အခါမှာ meter latest spirit ထဲမှာ leaf ကိုထပ်ပြီး boil လုပ်ပါတယ်လောရတဲ့ရွေချက်က chrome တွေကို remove လုပ်လိုက်တာဖြစ်ပါတယ် profile ကို remove လုပ်လိုက်တဲ့အတွက်ကြောင့်အယောင်ဖြောသွားပြီးရခါမှာ color changes တွေကိုအလွယ်တကူမြင်နိုင်ပါတယ် spirit ထဲမှာ boiling လုပ်လိုက်တဲ့အတွက်ကြောင့် leaf က brittle ကျွတ်ဆက်သွားပါတယ်အဲ့အခါမှာ soft tan ဖြစ်အောင် boiling water ထဲမှာပြန်ပြီးတော့မှ dip လုပ်ပြီးတော့မှဆေးချလိုက်ရပါတယ် petri dish on glaze tie အပေါ်မှာ spread out လုပ်ပါတယ်ဒါကတော့ petri dish မှာသူ့အပေါ်မှာဒီ leaf လေးကိုဖြန့်လိုက်ပါတယ် glaze tie ပေါ်မှာဖြန့်လို့လည်းရပါတယ်ပြီးရဲ့အခါမှာတော့ iodine solution ကို leaf ပေါ်မှာထည့်လိုက်ပါတယ် star ရှိတဲ့နေရာက blue black color ဖြစ်ပြီးတော့ star မရှိတဲ့နေရာကအောင်ရင်းရဲ့ color ဖြစ်တဲ့ yellow brown color အတိုင်းရှိနေပါတယ်။ patterns affecting the photosynthesis အဖိုတိုဆင်သစ်ရဲ့ equation ကို ကြည့်မယ်ဆိုရင် external factors ဖြစ်တဲ့ carbon dioxide water နဲ့ sunlight တွေရှိပါတယ် internal factors ကတော့ chlorophyll ရဲ့ထွက်လာတဲ့ product ဖြစ်တဲ့ glucose တွေ accumulation ပေါ်မှာမူတည်ပါတယ် ဖိုတိုဆင်သစ်စ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဘယ်လိုရရှိသလဲဆိုလို့ရှိရင် light energy ကိုဒီ plant cell ဆဲမှာသုံးဖို့အတွက် proplant ဆဲမှာရှိတဲ့ chlorophyll က absorb လုပ်ပါတယ် mainly in the leaves မှာအဓိကဖြစ်ပါတယ်ဒီ chlorophyll က light energy ကို chemical energy in the glucose အဖြစ်ကို change လုပ်ပါတယ် root တွေကနေပြောမှာရေတွေကိုစုပ်ယူပြီးတော့ xylan နေတဲ့စင်ဒီ leaf တွေကိုရေကိုပို့ပေးပါတယ် Kamuna outside ta di leaf ma shi e stoma ni de sin sen si de go kamuna outside di wen la la phit ba. Water is absorbed by roots and travel up the xylem from the roots to the stem and then into the leaves. Water is split to provide hydrogen atom. Oxygen is released. Photolysis phit Carbon dioxide diffuses from the atmosphere into the leaf through the stomata. Photolysis ka <laughs> ဟိုက်ဒရိုဂျင်ကို NADPH ကသင်လာပါတယ်။အဲ့ဒါနဲ့ combine လုပ်ပြီးရဲ့အခါမှာ chemical reaction တွေဖြစ်ပြီး glucose ဖြစ်လာပါတယ်။ leaf မှာ starch အနေနဲ့ပြောင်းလဲပြီးတော့တင်ထားပါတယ်။ starch တွေကို chloroplast တွေမှာ starch grain အနေနဲ့တင်ထားနိုင်တယ်လို့ဒီ storage organ ဖြစ်တဲ့ root C, tuber C, seed C, sense မှာ amyloplast အနေနဲ့တင်ထားဖြစ်ပါတယ်။ ဒီနေ့ဒီချက်နဲ့အတူလေ့လာခဲ့တဲ့ chapter 4.11 plants nutrition အောက်မှာ process of photosynthesis photosynthesis မှာပါတဲ့ growth phase grow plus အကြောင်းရင် experiment to demonstrate that starch is formed during photosynthesis photosynthesis ကို affect ဖြစ်တဲ့ factor စီ photosynthesis အတွက်လိုအပ်တဲ့ပစ္စည်းတွေကို intake လုပ်တဲ့အကြောင်းတွေကိုလေ့လာခဲ့ကြပါတယ်ကျွန်တော်နဲ့အတူမြန်မာပြည်မှာရှိတဲ့ Great Dan Biology ကိုလေ့လာနေတဲ့ကျောင်းသားတွေအတွက် Sivaka Health Knowledge Sharing Channel ကို Like and Share လုပ်ပေးကြပါ။နောက်ထပ်သင်ခန်းစာများမှာဒီချက်နဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်။